ားလုံးမင်္ဂလာပါဗျာကျွန်တော်တို့ဒီ KZM blogger တွေတည်ရည်ဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တက်ဆက်ပေးမှာကျွန်တော်ကတော့မြောက်ကိုရီးယားနိုင်ငံအကြောင်းကိုတက်ဆက်ပေးမှာဖြစ်ပါတယ်အဲဒီလိုတက်ဆက်တဲ့အခါမှာဆိုရင်ကျွန်တော်နေအပိုင်းနှစ်ပိုင်းခွဲတာပါတယ်ပထမပိုင်းကကျတော့ဗာလဲဆိုတော့ကိုရီးယားနိုင်ငံရဲ့ဒါတမားချင်းကြုံလေးပါမှာပေါ့နော်ဒုတိယပိုင်းကကျတော့ဒီကိုရီးယားနိုင်ငံပြန်မာဒီဖြစ်နေတဲ့ပြဿနာတွေပေါ့နော်ပြဿနာတွေနောက်ပြီးပြီးပါကသူတို့ချင်းရောက်တဲ့ပြဿနာတွေနောက်ပြီးဟိုကိုရီးယားနိုင်ငံတက်မှာအဆူရကနေချမှတ်ထားတဲ့ဒီ တင်းကျပ်တဲ့စီကံတွေပေါ့ဒီတင်းကျပ်တဲ့စီကံတွေအကြောင်းကျွန်တော်နေနဲ့ဒီဗီဒီယိုမှာတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့အကြည့်ကြအောင်ဗျပထမဆုံးဒီ1905လောက်မှာဆိုရင်ဂျပန်တွေကကိုရီးယားကျွန်းဆော်တင်လိုက်တယ်ပေါ့နော်အဲ့ဒီတင်လိုက်တဲ့အခါမှာဆိုရင်ကိုရီးယားကျွန်းဆော်ရဆိုရင်ဒါတက်တက်ကိုရီးယားကျွန်းဆော်တက်တက်လေးပဲရှိတယ်အဲ့တော့တောင်းနေမြောက်ဆိုပြီးမကွဲသေးဘူးအဲ့ဒီအချိန်မှာပါဖြစ်လဲဆိုတော့ကိုရီးယားလူမျိုးတွေကဆိုရင်သူတို့နိုင်ငံကိုဒါတခြားနိုင်ငံကသိပိုက်တဲ့အတွက်ကြောင့်မတင်ဘူးမတင်တော့သူတို့နေနဲ့ဒီစန့်ကျင်တာတွေလုပ်တယ်ဒါယောက်ျားတက်ဖွဲ့တွေ ယောက်ျားတပ်ဖွဲ့တွေဖွဲ့ပြီးတော့အဲ့ဒီဂျပန်လူမျိုးတွေကိုစနစ်တခတ်တာကြီးအဲ့ဒီအချိန်မှာကိုရီးယားမှာကကြတော့ခရစ်စတန်ဘာသာကိုကုတ်ကွယ်ကုတ်ကွယ်တယ်ပေါ့နော်ခရစ်စတန်ဘာသာကိုကုတ်ကွယ်တော့သူတို့အနေနဲ့ဒီချာချောင်းနေရှိရပေါ့နော်အဲ့ဒီအချိန်မှာဂျပန်တွေကအဲအဲ့ဒီပြောက်ကတတိနဲ့တိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တဲ့အခါမှာဆိုရင်ဟမ်မီတဲ့သူတွေနောက်ပြတော့သူတို့ရဲ့ဒီဂျပန်ဂျပန်ရဲ့အုပ်ချုပ်တော်ဥတာစန့်ကျင်တဲ့သူတွေဆိုရင်သူတို့အနေနဲ့အဲ့ဒီအဲခရစ်စတန်ကကျောင်းနေမှာဆိုရင်မိရှုပ်ပြတ်တာရှိတယ်တတိယအခါမှာဆိုရင် ိုရီးယားနိုင်ငံတည်းမှာရှိတဲ့လူပြတခြားနိုင်ငံကိုဖက်ပြေးတယ်ဖက်ပြေးတော့ဘာဆက်ဖြစ်လဲဆိုတော့အဲ့ဒီနိုင်ငံတည်းမှာဆိုရင်လူရက်နဲသွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုရီးယားတရားတခြားနိုင်ငံကိုဖက်ပြေးတယ်ဖက်ပြေးတဲ့အခါမှာဆိုရင်အာရာကစကုရစုစော်ပိုင်းနဲ့ဖြစ်တယ်ဖြစ်ပြီးတဲ့အခါမှာဆိုရင်အဲ့ဒီအချိန်မှာဗီနာနိုင်ငံသူတို့ဖက်ပြေးတဲ့ဒီကိုရီးယားလူမျိုးတွေဖက်ပြေးတဲ့နိုင်ငံတွေကလည်းသူကကွန်မြူနစ်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေဖြစ်နေတယ်အဲ့ဒီချင်းတော့ဒီကွန်မြူနစ်စနစ်ကိုကျင့်သုံးတာကဗနိုင်ငံတွေရှိတဲ့ဆိုတော့အဲဆိုဗီယက်ပြည်ထောင်စုရှိမှကျူဘာရှိမ အပြည့်ကတော့အဲတရုတ်ရှိမှာပေါ့အဲ့ဒီနိုင်ငံလေးကျင်းသုံးတယ်ကျင်းသုံးတဲ့ခါမှာဆိုရင်အဲ့ဒီစနစ်ရဲ့ဒီမူဝါဒကဘယ်လိုလဲဆိုတော့သူကဘာလုပ်ပဲလုပ်လို့အကျိုးမြတ်တွေရှိရမှာပုံမှန်စီပွားရေးပါဘာပဲလုပ်လို့အကျိုးမြတ်ပဲရှိရမှာအရှုံးမရှိအောင်ပေါ့အရှုံးမရှိဘူးဘာပဲလုပ်လို့အကျိုးမြတ်ရှိမယ်ဘာပြတော့သူကမြေချဲဝါရကိုစတင်တယ်အဲ့ဒီချိန်တော့ဒီမြေချဲဝါရဟာဆိုဂျပန်နေအဲ့ဒါမြေချဲဝါရကိုကျင်းသုံးတဲ့အတွက်ကြောင့်ကိုရီးယားတွေကလည်းသူကမြေချဲဝါရကိုမုန်းတယ်ပေါ့နော်မုန်းတဲ့အတွက်ကြောင့်သူတို့အနေနဲ့အဲ့ဒီ လက်ရှိဘာတော့စန့်ကျင်နေဆိုတဲ့အချက်လဲပါနေတယ်ပေါ့နော်ကျွဲဝါမှုတွေကိုညှောက်ဝေးသုံးဆိုင်မှာဆိုပြီးတဲ့အချက်လဲပါတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့သူတယောက်ကဖတ်ပဲချမ်းသာတာသူတော့ထဲပဲအဲ့ဒီကျွဲဝါမှုကိုပကန်းစားရမှုတခြားသူတွေနဲ့ဒါညှောက်ဝေးပြီးခံစားရမှာဆိုတဲ့အချက်တွေပါတယ်ပေါ့နော်အဲ့ဒီအချက်တွေပါတော့ဒီကကတော့သူကဒီလက်ရှိဘာတော့စန့်ကျင်တဲ့အချက်ကဒီကပါတယ်ဆိုတော့အဲ့ဒီချက်ကိုဒါကိုရီးယားလူမျိုးတွေကကြိုက်ပြီးတော့သူတို့အနေနဲ့ community စနစ်ကိုကျင်းသုံးမှန်းဆိုပြီးတော့အမှတက်ခဲ့တယ်ခုနဒီဂျပန်တက်တယ်ရောပြန်ပြီးတာခုနဆိုဗီယက်ပြည်တော်စုရဲ့အကူအညီနောက်ပြတော့ ရုတ်ရဲ့ကွန်ဂျီတွေနဲ့ပြန်လိုက်ခဲ့တယ်။လိုက်ခဲ့တဲ့အခါမှာဆိုရင်အဲ့ဒီချိန်မှာဒုတိယကမ္ဘာစစ်ကိုရောက်လာတယ်။ဒုတိယကမ္ဘာစစ်မှာဆိုတော့အမေရိကန်ကပါလာတယ်ပေါ့နော်။အမေရိကန်ပါလာတော့ဘယ်လိုလဲဆိုတော့အမေရိကန်ကတုံ့မှန်ဆိုပြီးတော့ဒီအဲကိုရီးယားကျွန်းဆွယ်ရဲ့အရှိချမ်းနေဝင်လာတယ်။အဲ့ဒီချိန်မှာကွန်မြူနတီနိုင်ငံတွေရဲ့ကွန်ဂျီနဲ့တာအဲကိုရီးယားလည်းဝင်လာတယ်။အဲ့ဒီချိန်မှာသူတို့ကဆိုရင်ဂျပန်မျိုးတိုက်ထုတ်ပြီးတော့ကိုရီးယားရဲ့ဒီအလဲကောင်လောက်မှာပေါ့နော်။အလဲကောင်လောက်မှာသူတို့တွေနဲ့သွားဆောင်တယ်။ဆုံးတဲ့အခါမှာဆိုရင်အဲ့ဒီချိန်မှာအဲခုန ဆိုဗီယက်ပြည်တော်စုယူတေယောဟွာဆိုရင်သူတို့ရဲ့ဒီအုတ်ထွက်ရမှာမပါတော့ဘူးအဲ့ဒီနိုင်ငံမှာသူတို့ဘက်ချမ်းမှာရှိတဲ့ဒီနိုင်ငံကိုရီးယားနိုင်ငံချမ်းလေးပေါ့နော်ဒီအနောက်ပိုင်းလေးကိုအဲမြောက်ပိုင်းပေါ့နော်မြောက်ပိုင်းလေးကိုသူတို့အနေနဲ့ဒီနိုင်ငံတော်မင်းတပါတာအုတ်ထွက်တော့ဆိုပြီးမိနစ်တွေတည်းကကိုရီးယားတယောက်ကိုသူတင်ပေးထားတယ်အဲ့ဒီချိန်မှာရှေ့ချမ်းကလည်းအမေရိကန်ကအဲမြောက်တောင်ချမ်းပေါ့နော်တောင်ချမ်းကလည်းသူဟောပြီးဒီချမ်းကတော့ငါတို့ကတော့ဘာတော့အုတ်ထွက်ရမင်းတပါတာယူဆိုပြီးတော့သူတို့ရဲ့ဒီစနစ်ကိုကျင်းသုံးမဲ့အဲအမေရိကန်ရဲ့မှာကျင်းသုံးတဲ့စနစ်ကိုကျင်းသုံးမဲ့ ကိုရီးယားတွေကိုသူကအဲ့လိုမျိုးပေးထားခဲ့တယ်။အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့မြောက်ဘက်ခြမ်းမှာရှိတဲ့လူတွေကကြတော့ကွန်မြူနစ်စနစ်ကိုကျင့်သုံးနေတောင်ချမ်းမှာရှိတဲ့လူတွေကကြတော့ဒီဟိုနအမေရိကန်ခြမ်းမှာပေးထားတဲ့ဒီမိုကရေစီစံချိန်နေနဲ့ညီတဲ့စနစ်တွေကိုကျင့်သုံးနေပေါ့နော်။အဲ့ဒီအချိန်မှာအဲဘာဖြစ်လာလဲဆိုတော့မြောက်ဘက်ခြမ်းမှာရှိလာတဲ့ကိုရီးယားတွေကဒီတောင်ဘက်ခြုံကျူးကျော်တယ်။ကျူးကျော်တဲ့အခါမှာဆိုရင်အမအမေရိကန်ဦးဆောင်မှုနဲ့ UN နဲ့တပ်ဖွဲ့တွေအရဆိုရင်ဝင်ပြတော့တက်ခတ်ပြတယ်။တက်ခတ်ပြတော့သူတို့အနေနဲ့ကွန်မြူနစ်စနစ်ကို စန့်ကျင်တဲ့ confidence တွေကိုအဲ့ဒီခုန American ဥဆောင်တဲ့အဖွဲ့တွေ American ကအဲ့ဒါစန့်ကျင်တဲ့အတွက်ကြောင့်ဟို confidence တွေကိုအကုန်လုံးပြပြအောင်ဆိုပြီးတော့ဒီမှာအဲရပ်ဖတ်ချန်ပီယံတိုက်တိုက်ထုတ်ပေးတယ်တိုက်ထုတ်ပေးတဲ့အခါမှာစင်ခုန confidence တွေကိုထပ်ခေါင်းတဲ့နိုင်ငံတွေကလည်းဟောပြီးဒါကတော့ငါတို့ confidence တွေကိုထိတယ်အဲ့တော့ menu ဘက်ကနေငါတို့တိုက်ပေးမှဆိုပြီးတော့ဒီခုန confidence တွေကိုကျင်သုံးတဲ့ကိုရီးယားဘက်ကနေခုနတရုတ်ရုပ်ရုရှားတို့ရုပ်အဲ့တို့နိုင်ငံတွေတို့ကြအဲ့ပိုင်းဝတ်တပ်ပြပေါ့နော်တိုက်ပေးတဲ့အခါမှာစင်သူတို့ရဲ့ဒီမူလနေရာပြောင်းရောက်သွားတယ် လန်ဟီကိုပြန်ရောက်သွားတဲ့ခါမှာဆိုရင် hobby ဆက်လက်ဖြစ်အောင်ဆိုပြီးသူတို့နိုင်ငံထိုင်နိုင်ငံခြားမှာဆိုရင် DMZ လို့ခေါ်စစ်တပ်မထားရဆိုတဲ့နေပြည်တော်ဇုံပေါ်နော်နေရာတစ်ခုသွားတက်မှတ်ပြီးအဲ့ဒီမှာထားလိုက်တယ်အဲ့ဒီဆိုရင်တပတ်တစ်ချက်မှာတော့လူတို့လည်းနေတာအာလုံချုံရေးတင်းကျပ်မှုတွေအရောရှိတယ်ပေါ့နော်ဒီ mine တွေဒီ border ချပြီးအဲ့မှာ mine တွေခင်းထားတာတွေအဲ့တော့ရှိတယ်သူချတဲ့ချက်ကဘာလဲဆိုတော့အဲ့ဒီနိုင်ငံနိုင်ငံတွေမှာသူစစ်ပြင်းနေတာပဲလောက်ထားတယ်ဟိုငင်းချင်ရဲ့သဘောတူညီကြတော့လောက်ထားတာမရှိဘူးဘယ်လိုလဲဆိုတော့ဘီ no less same တိုင်းနဲ့ငါ less same တိုင်းဆိုတော့ စစ်ပင်စစ်ပင်ကြီးနဲ့တဘောပဲရှိရယ်လုံးဝရုပ်တိုင်းမြင်ချင်ရတာယူတဲ့တဘောတဘောနည်းကြတော့လုံးဝမရှိဘူးပေါ့နော်အဲ့တော့အဲသူတို့နေနေတာမြင်ချင်ရယူပြီးတာလားလို့ဆိုရင်ယူပါသေးဘူးဒါပေမဲ့စစ်တော့ပြင်းထန်တယ်ဆိုတဲ့တဘောပြောက်တယ်ပေါ့နော်ချင်းမီစစ်ကဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒါပထမချမ်းလေးပေါ့နော်โอเคဒုတိယချမ်းတော့ပါမှာပြန်ဟေးဒုတိယချမ်းမှာကျတော့အဲကျွန်တော်နေနေဒီအဲမြောက်ကိုရီးယားကြောင့်အဓိကပြောမှာဖြစ်တဲ့အတွက်ကြောင့်တောင်ကိုရီးယားတော့ဒါနည်းနည်းလေးပဲပါမယ် လက်ကိုရီးယားချမ်းမာတာဖြစ်နေတဲ့ပြဿနာတွေကိုအဓိကပါမှာပေါ့နော်။အေးအဲ့တော့ကျွန်တော်တို့ EA EG အောင်ဟာအဲ့တော့ကျွန်တော်တို့ဒါဒါသူတို့ EA ထဲမှာဖြစ်တဲ့ပြဿနာတွေကိုပထမဆုံးကြည့်ကြည့်အောင်။ EA ထဲမှာဖြစ်တဲ့ပြဿနာတွေကပထမဆုံးဘာလဲဆိုတော့သူတို့ဒီအာနိုင်ငံရဲ့ဒီနိုင်ငံ GDP ပေါ့နော်။နိုင်ငံ GDP ရဲ့တော်မုံတပုံကိုအာစစ်တက်မှာသူအဓိကသုံးတယ်။ပညာရေးမှာလည်းအဲ့လောက်ကြီးမတော်မှုအာတုံးတဲ့ပုံနဲ့ဒါအများကြီးမဟုတ်ဘူးပေါ့နော်။တဲမှာရေးမှာလည်းအဲ့လောက်မတော်ဘူး။သူတို့တွေရဲ့ဒီစစ်တက်ဒီမှာဆိုရင်သုံးတယ်။စစ်တက်ဒီမှာဆိုရင် စလနတ်ဒေတာစမ်းသပ်ဖို့အသုံးနေပေါ့နော်။နောက်ဒီပညာတွေမြင်ဖို့ဆိုပြီးအဲဒီစတက်တွေမှာသုံးနေ။အပြင်မဲ့ဘာဖြစ်လာလဲဆိုတော့အဲ့လိုသုံးပြမှုတွေမရှိတော့သူတို့အနေနဲ့ကြည်ရင်ထုတ်လုပ်မှုတွေမရှိဘူး။နောက်ပြီးကြတော့သူတို့ကြည်ရင်သုံးတဲ့ဒီစနစ်ကကြတော့ဒီအာဂျူချူလို့ခေါ်မှတင်တယ်။အဲ့စနစ်ကိုကျွန်တော်လက်တာအတန်တော့တော့ကောင်းကောင်းမပြောပေါ့နော်။ဂျူချူဆိုတဲ့စနစ်ကိုအမှကျင်သုံးတယ်။အဲ့စနစ်ကတော့ဘာလဲဆိုတော့သူတို့သူတို့ဟာဆိုရင်တခြားနိုင်ငံမှာထုတ်လုပ်တဲ့ပစ္စည်းတွေကိုသူတို့နိုင်ငံတွေကိုအင်းသိမ်းမှုတွေကိုချော့ချတယ်။နဲမှာပေါ့နော်နဲမှာ ကိုပိုင်ပစ္စည်းတွေထုတ်လုပ်ပြီးတော့ကိုပိုင်မယ်ဘုံမှာဆိုတဲ့စနစ်ကိုသူတို့နဲ့ကျင်းသွင်းတယ်ပေါ့နော်အဲ့တော့ဒီဂျူရှုဆိုတဲ့စနစ်ကအဲကိုပိုင်ကိုကိုတာမိခိုတဲ့စနစ်ကိုပြောချင်တာအဲ့လိုမျိုးကျင်းသုံးမယ်ဆိုပြီးသူတို့အနေနဲ့လုပ်တယ်လုပ်တဲ့အခါမှာဆိုသူတို့အနေနဲ့ဘာဖြစ်လဲဆိုတော့ဟိုခင်းစနစ်တွေအရတခြားနိုင်ငံကတိုးတိုးတက်နေတဲ့အချိန်မှာတခြားနိုင်ငံကအင်ပိုရက်ပစ္စည်းတွေမသုံးရဘူးမသုံးရတဲ့အတွက်ကြောင့်သူတို့နိုင်ငံမှာတိုးတက်မှုတရားဆိုရင်ထင်သလောက်မရှိဘူးပေါ့နော်ဒီချိန်မှာဆလတ်နဲ့တရားလည်းတခြားနိုင်ငံကြီးဝယ်သုံးရတာဖြစ်လာတယ်အပြည့်တော့ဘာဖြစ်လဲဆိုတော့ ပြည်သူတွေကြားမှာဆိုရင်တို့ကိုဒီဆန့်ကျင်တဲ့အားဒီနည်းနည်းရှိကျင်လာတယ်ပေါ့နော်ဒီတင်တဲ့ခါမှာဆိုရင်တို့အနေနဲ့ဘယ်လိုမျိုးတွေလောက်ရလဲဆိုတော့အပြစ်ပေးတယ်လောက်ရဥပမာအိနေမှာလူတယောက်ကဒီအဲမြောက်ကိုရီးယားဆိုရအောင်ဆန့်ကျင်နေဆိုရင်သူကဘာလဲဆိုတော့သူကအဲမျိုးဆက်30ခုသူအပြစ်ပေးတယ်ဆက်ပါတော့ဒါကအပြစ်လုပ်တယ်ဆိုရင်အဲ့ဒီဒါရဲ့အဖေကိုလည်းအပြစ်ပေးတယ်သူ့ရဲ့ဒီအဘိုးကိုလည်းအပြစ်ပေးတယ်မျိုးသမီးရဲ့လုပ်တယ်ဆိုရင်မျိုးသမီးရဲ့အမေ သူအဖေနဲ့မိပေါ့နော်မိပေါ့လည်းပြပေးတယ်သူရဲ့ဒီအဖိုးဘာတွေကိုလည်းပြပေးတယ်ဆိုတော့စနစ်ကိုကျင်းသုံးတယ်ပေါ့နော်အဲ့လိုမျိုးစနစ်တွေကျင်းသုံးပြီးတော့ဖိနိတိုင်လုပ်တယ်အာမီဒီယာသတင်းသတင်းတွေမှာဆိုလည်းတို့အနေနဲ့အပုံမျိုးမျိုးတွေကတော့အဲမကြောက်ဘောနော်တို့အနေနဲ့ကျေလို့သတင်းဖတ်ချင်သတင်းတော့ရှိတယ်ဒါပေမဲ့အဲ့ဒီသတင်းတွေကလည်းဘယ်လိုဟာမျိုးလဲဆိုတော့အာတို့ရဲ့ဒီဝါဒတွေကိုဖျက်နေတဲ့သတင်းတွေအပုံစံတွေကဘယ်လိုလဲဆိုတော့ဥပမာကွန်မြူနစ်စနစ်ကိုကျင်းသုံးတဲ့အတွက်ကြောင့်အာဒီလူသားလူလာများတဲ့နေရာတွေမှာဆိုရင်ဒီမှန်နေတဲ့သူကအဲ့လိုကွန်မြူနစ်ဝါဒကိုဖျက် ကွန်မီနီဝါတာဟုတ်တာဖြန့်ဝေတဲ့တရင်တွေပေါ့နော်အဲ့တရင်တွေရေးပြီးတော့တတ်ထားတာရှိတယ်။ဟာရာတာတွေကိုပဲလူတွေကဖျက်ရတယ်ပေါ့နော်။ EV တွေမှာလည်းဘယ်လိုမျိုးလိုက်မယ်ရှိတယ်ဆိုတော့သူတို့ကွန်မီနီစနစ်ကိုဒီအဲထောက်ခံတဲ့ကွန်မီနီစနစ်ကရောစလီမျိုးဖြစ်တယ်။ရောကွန်မီနီစနစ်ကိုဒီထောက်ခံတဲ့ဒီဝါရတွေပေါ့နော်။အဲ့ဝါရတွေဖြစ်တဲ့တရင်တွေကိုတရင်တွေအဲ့ဒီဟာတွေကိုပဲကြည့်ရတယ်။ဥပမာဘယ်လိုမျိုးဖြစ်တယ်ဆိုတော့အကာကားဆိုရင်ဒီကွန်မီနီသူတို့ရဲ့ဒီအဲတောင်ကိုရီးယားအဲတောင်ကိုရီးယားနိုင်ငံတည်းမှာရှိတဲ့ဒီကျွန်းတွေကျွန်းတွေတချို့ကိုရက်ကိုရီးယားက ဝင်ပြီးတော့ဒါတိတ်နေပေါ့နော်ငါစာဝဲတော့သူမသိဘူးသိသေးမနဲ့သူကတော်တော်လေးနီးရယ်အဲနီးတဲ့ခါမှာဆိုရင်သူကအဲမှာသူရေပိုင်နဲ့ကိုမကြော်ပိုင်နဲ့ကြည်နေတယ်အဲ့ဒီချိန်မှာတောင်ကိုရီးယားကညွန်လေးပတ်သက်လဲမှာဆိုရင်ဟိုလေတွေကလာတယ်ပေါ့နော်ဒီအဲလုံလုံရေးစောင့်ကင်းဟိုပါပေါ့နော်ကင်းဖွဲ့တွေအဲ့မှာတိုက်ပြောနေနေတဲ့ခါမှာဆိုရင်ဒီမြောက်ကိုရီးယားမှာရှိတဲ့အဲဆက်လေဒီခုနကင်းဖွဲ့တွေကကြတော့အဲ့ဒီဟိုရေပိုင်နဲ့ကိုကြော်ပြီးတော့ဒီပုံကိုတို့လာရတော့တို့လာတဲ့ခါမှာဆိုရင်တကတို့ပြေတကပြတ်စုသွားတယ် အဲ့ဒီချိန်မှာတန်ကိုရီးယားကျော်တော်အမသူက live ပြီးတော့အလိုတင်ဘောတွေနဲ့ live ပြီးတော့တိုက်တယ်ပေါ့နော်တိုက်တဲ့ခါမှာဆိုရင်အမစုပ်ပွဲဖြစ်တယ်စုပ်ပွဲဖြစ်တဲ့ခါမှာဆိုရင်သူကဘလိုတွေဖြစ်တယ်ဆိုတော့အမြောက်ကိုရီးယားဘက်ကဒါတင်ဘောတွေစရမြုပ်တယ်ဒါပေမဲ့တင်ဘော50လောက်ကတော့ပျက်စီးသွားတယ်ပေါ့နော်အမတန်ကိုရီးယားဘက်မှာကျတော့ဟိုတင်ဘောတွေကမပျက်စီးဘူးနည်းနည်းက400 700လောက်ပဲရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီတင်ကိုသူကဘယ်လိုဖြန့်လဲဆိုတော့ဟုတ်ပြီငါတို့ကဆိုရင်တိုက်ပွဲမှာနိုင်သွားပြီနောက်တပြီးသူတို့တွေဒီအဲတန်ကိုရီးယားမှာရှိတဲ့တင်ဘောဆက်စစ်လာကို ြစ်မြုပ်ပြစ်နိုင်တယ်ဆိုတဲ့ဒီသတင်းတွေပေါ့နော်သတင်းတွေတို့နေတာလိမ့်ပြီးဖြစ်နေပေါ့နော်အဲ့လိုမျိုးသတင်းတွေသူကအမလူဝါမလူသားလမ်းတွေမှာစင်တာဖတ်ဖို့ဆိုပြီးထားတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဒါကသူတို့တွေအတင်းမှာဖြစ်နေတဲ့ပြဿနာတွေပေါ့နော်အမပြစ်တရားလည်းအဲ့လိုမျိုးတွေလာတယ်ဒါပေမဲ့ဒီပါပြဿနာတွေမရှိဘူးဆိုတော့လည်းရှိတယ်ဒီမှာပြဿနာတွေကလက်ရှိမှာပါဖြစ်နေလဲဆိုတော့အော်သူတို့တွေမှာဒီတခြားနိုင်ငံတွေကလည်းသူတို့နိုင်ငံကိုဒါပိတ်ပင်တာတွေရှိတယ်ပေါ့နော်ပုံမှန်သူတို့နိုင်ငံမှာဆိုရင်အဲစီးပွားရေးရာဆိုရင်ဒါကုန်သွယ်မှုတွေပေါ့နော်ကုန်သွယ်မှုတွေရာဆိုရင် တို့ဒီတခြားနိုင်ငံတွေနဲ့အများကြီးမလုပ်အောင်ပရိုဒီကလောက်ရတဲ့နိုင်ငံတွေကကျတော့ဒီတရုတ်နိုင်ငံနဲ့အဓိကပဲလုပ်ရတယ်။တရုတ်နိုင်ငံနဲ့ဒါကွန်ပျူတာစီးပွားရေးရဆိုရင်60%ရာခိုင်နှုန်းလောက်ရှိတယ်ပေါ့နော်။အဲ့ဒီမှာရှိတယ်။ဒါပေမဲ့တခြားနိုင်ငံတွေကဘာကြောင့်ပိတ်ပိတ်ပလန်လဲဆိုတော့အဲ့ဒီအချိန်မှာအာဒုတိယကမ္ဘာစစ်လည်းပြည်သွားပြီဆိုတော့ကျွန်တော်နျူကလ িয়ার ဘုံးရဲ့အဆုံအပြစ်သွားတယ်။အဲ့တော့တို့အနေနဲ့ဒါနျူကလ িয়ার လက်နက်ကိုပြည်ထောင်မှဆိုပြီးလုပ်ကြတယ်။လုပ်တဲ့အခါမှာဆိုရင်တခြားနိုင်ငံတွေကစတင်လာကြည့်တယ်။ဥပမာတရုတ်ကိုယ်တိုင်သူမကြိုက်တာရှိတယ်။ဒါပေမဲ့တရုတ်ကမကြိုက်ပေမဲ့ကွန်မြူနတီနိုင်ငံချင်းချင်းတွေဖြစ်တယ် ။အပိကြတော့တကယ်လို့ဟိုကိုကသူ့ကိုစန့်ကျင်လိုက်တယ်ဆိုရင်ကိုရဲ့ရင်ခွင်ထဲမှာရှိတဲ့သူကတခြားနိုင်ငံတခြားသူရဲ့ရင်ခွင်ထဲကိုဒါပြောင်းပြီးသွားသွားနိုင်တယ်ဆိုတဲ့အနေအခြေအနေကြီးရှိတယ်ပေါ့နော်။ရှိတဲ့အတွက်ကြောင့်သူတွေနဲ့မြောက်ကိုရီးယားကနျူကလ িয়ার ဘုံးဒါစမ်းသတ်တာတွေကိုအာစတင်နာတွေတော့မလို့ဘူးဒါပေမဲ့သဘောမကျတော့ဖြစ်တယ်ပေါ့နော်ထောက်ပံ့မှုတွေနိုင်ငံတော်ထောက်ပံ့နေပေါ့နော်အဲ့လိုမျိုးထောက်ပံ့မှုတွေရှိတယ်။သူကနျူကလ িয়ার ကိုအဲ့ဒီအချိန်တုန်းကပိုင်တဲ့နိုင်ငံတွေကကျတော့ဆိုဗီယက်ပြည်တော်စုရုရှားပေါ့နော်ရုရှားပိုင်တယ်၊အီယုတ်ပိုင်တယ် အာပြင်သစ်ပိုင်းနဲ့အပြီးတော့အင်္ဂလန်ပိုင်းနဲ့နောက်ပြီးကျတော့အမေရိကပိုင်းအဲ့ဒီအချိန်တုန်းကအဲ့ဒီငါးနိုင်ငံကမလုပ်ထားလဲဆိုတော့တားနိုင်ငံတွေအရဆိုရင်နျူကလ িয়ার တွေကိုထပ်ပြီးမပြန်ပွားရအောင်ဆိုပြီးနျူကလ িয়ার မပြန်ပွားရဆိုပြီးလုပ်နေတာရှိတယ်အဲ့လိုမျိုးလုပ်နေတဲ့အခါမှာဆိုရင်ဒီမြောက်ကိုရီးယားနိုင်ငံအဆင်စီပိုင်းလည်းမကောင်းမနဲ့လုပ်တယ်လုပ်တဲ့အခါမှာသူတို့နေတာအမေရိကန်ဆက်ညီတယ်ပေါ့နော် UN နဲ့မှာဆိုရင်အမေရိကန်ကဥဆောင်ပြီးတော့ဟောပြီးအဲ့ဒီမြောက်ကိုရီးယားနိုင်ငံတို့တာဆန်ရှင်တွေချမှတ်မှဟောပြီးအဲ့နိုင်ငံတွေတာစီပိုင်းလက်ခွဲတွေကို ပြောပိတ်ပင်ပလိုက်တယ်ပေါ့နော်ပိတ်ပင်ပလိုက်တဲ့ခါမှာဆိုရင်တို့နိုင်ငံရမှာဒီစီပိုင်းလိုပိုင်ခွင့်တွေလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားတယ်။ဖြစ်သွားတဲ့ခါမှာဆိုရင်အဲသူကမက်ကိုရီးယားနိုင်ငံမတင်နိုင်ဘူး။ကျင်တဲ့တော့သူကအဲ့လိုမျိုးကြိုးစားတယ်။ကြိုးစားတော့နျူကလ িয়ার ဘုံမှာဆွဲအောင်မြင်သွားတယ်။နောက်ထပ်သူကဒီပတ်ချင်းချက်မှုတွေကဘာမှမတင်ရလဲဆိုတော့တောင်ကိုရီးယားနိုင်ငံအားဆိုရင်အဲသူကအဲ့ချင်းတော့အဲ့ဒီချင်းမှာဆိုရင်တောင်ကိုရီးယားမှာတောင်ကိုရီးယားကလည်းဒီမိုကရေစီကျင်းသုံးတယ် ဂျပန်ကလည်းဒီမိုကရေစီဒီမိုကရေစီကျင်းသုံးတယ်တခြားနိုင်ငံတော်တော်များကဒီမိုကရေစီစနစ်ကိုကျင်းသုံးနေပြီပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာမြောက်တောင်ကိုရီးယားနိုင်ငံကကြတော့အဲဒါစီလေးကျင်းမှုတွေအားဆိုရင်ခုနကဒီမိုကရေစီစနစ်ကျင်းသုံးတဲ့အမေရိကန်တို့နိုင်ငံမျိုးတွေနောက်ပြီးတော့ဂျပန်တို့နိုင်ငံမျိုးတွေနဲ့သူကစီလေးကျင်းမှုတွေရှိတယ်အဲ့လိုမျိုးစီလေးကျင်းမှုတွေအားဆိုရင်သူတို့နိုင်ငံမျိုးတွေကကြွတော်မှုတွေဖြစ်လာနိုင်တယ်ဆိုပြီးအဲ့လိုမျိုးပြေးပူတာတွေလည်းရှိရပေါ့နော်ဒါကဒါကတော့ဒါပြပချင်းချောင်းမှုတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်နောက်ပြီးတော့ ဒါနောက်ဆုံးပိုင်းနေနဲ့ဗာလဲဆိုတော့ဟိုမြောက်နိုင်ငံနောက်ဆုံးပိုင်းကဗာလဲဆိုတော့ဒီမြောက်ကိုရီးယားနိုင်ငံဟာဆိုရင်တောင်ကိုရီးယားနိုင်ငံပေါ့မြင်းနဲ့အမြင်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကဗာလဲဆိုတော့မြောက်ကိုရီးယားနိုင်ငံကတောင်ကိုရီးယားနိုင်ငံဟာဆိုရင်အဲသူကအမေရိကန်ရဲ့ဒါအမေရိကန်ရဲ့ဒီတူကန်ချဲနေတဲ့ဟိုပေးရုပ်လိုပဲတတ်မှတ်ထားတယ်ပေါ့နော်အဲ့လိုမျိုးတွေဟိုဒါရှိတယ်ပေါ့နော်အပြောတော့သူကတောင်ကိုရီးယားနိုင်ငံကိုတရားဝင်နိုင်ငံမဟုတ်ဘူးဆိုတော့လည်းတတ်မှတ်ထားတယ်အဲမြောက်ကိုရီးယားနိုင်ငံကကြတော့ဒီတောင်ကိုရီးယားနိုင်ငံနဲ့ ဟိုသူတို့ရဲ့ community စနစ်တွေအောက်မှာလိုက်နာမယ်ဆိုရင်ပို့အောင်မယ်ဆိုတဲ့ဟာတွေတော့ရှိတယ်ပေါ့နော်။တောင်ကိုရီးယားမှာဒါပြင်မိထားတဲ့အရာတွေကဘာလဲဆိုတော့တောင်ကိုရီးယားနေဒီ K-pop တချင်းတွေအဲ့ဒါတွေနားထောင်မှုတွေကိုမရှိဘူး။သူတို့တကယ်လို့က K-pop တချင်းတွေကိုနားထောင်နေရဆိုရင်အမှဟောင်းတန်ပနနှစ်အဆပ်တွေမျိုးတော့တေတန်တွေသူတို့တွေနေနဲ့ထမ်းမကြတယ်ပေါ့နော်။အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်။အဲတခါကဆိုရင်အာနက်ကိုရီးယားကတောင်ကိုရီးယားကအမှသူတို့ရဲ့ဒီ blog အောင်မြင်နေပြီဆိုတာတွေကိုဒါတီးဖို့ဆိုပြီးတော့အဲ့ဒီ အဲမြက်ကိုရီးယားဖက်ကိုဒီနေဆက်ကနေပေါ့နော်နေဆက်တည်းကနေမုတ်ပြန်ပူပေါင်းနေတဲ့လို့အဲသူတို့နိုင်ငံရဲ့ဒီကေဘောတချင်းနေလာပြတော့အဲ့လိုအဲတပ်ပုံနေပါလေပေါ့နော်အဲ့လိုမျိုးစားလေးနဲ့ရေးပြီးတော့ပို့တယ်ပို့တဲ့အခါမှာဆိုရင်ဒီမြက်ကိုရီးယားနိုင်ငံကမတင်အဲ့လိုမျိုးလုံးလုံးလောက်တာတရားဆိုရင်သူတို့ပြည်သူတွေကိုတီးပြီးတော့ဒါပုံငမှုတွေဖြစ်စင်နိုင်တယ်ပေါ့နော်ဖြစ်စင်နိုင်တဲ့အတွက်ကြောင့်သူတို့အနေနဲ့အဲ့လိုမျိုးဒါဟိုကိုယ့်ရဲ့ဒီကိုယ်နိုင်ငံလုံးကြောင့်ရုပ်ထိုက်တယ်ဆိုတဲ့အရာနဲ့အဲ့မှာတန်ကိုရီးယားနိုင်ငံနိုင်ငံထဲမှာရှိတဲ့အစိုးရတွေ ုံကျုံတေးအောင်သူတို့တွေနဲ့ focus ပဲဆိုင်နော်အဲ့လိုမျိုးတွေပြဿနာတွေကတော့ရှိတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုထဲမှာဆိုရင်အပဲလက်ရှိမှာဆိုရင်ရကိုရီးယားနိုင်ငံကိုဒါပဲသူတို့ရအုပ်ချုပ်နေတယ်ဆိုတော့ပတ်တယ်ပြောခဲ့ရအောင်ပေါ့နော်ရကိုရီးယားနိုင်ငံကိုတကယ်တော့လက်ရှိမှာဆိုရင်အင်ဂျိုအန်ဆိုတဲ့ဒီကောင်းဆောင်တယောက်ကောင်လေးအုပ်ချုပ်နေပါလေသူတို့အုပ်ချုပ်တာဆိုတာမျိုးစင်စအုပ်ချုပ်တာပေါ့နော်သူတို့ကဒီခင်မျိုးဆက်လို့ပြောတယ်ဟုတ်ခင်ဂျုံအန်ရဲ့အဘိုးကကြတော့ Kim Il Sung ဆိုတဲ့ Kim Il Sung လို့ကျွန်တော်တန်တာကတော့မှတ်မှတ်တယ် Kim Il Sung ဆိုတဲ့လူအုပ်ချုပ်တယ် သူ့ရဲ့ဒုတိယမြောက်ကကျတော့ခင်ဂျုံအော်ခင်ဂျုံအဲလ်ဆိုပြီးဖြစ်တယ်ခုနောက်ဆုံးလက်ရှိရတော့ခုနကကျွန်တော်ပြတာတဲ့ခင်ဂျုံအာပေါ့နော်သူကအောက်ချုပ်နေတယ်အဲ့ဒီကကျွန်တော်တို့နေအသိကျင်နေဆိုရင်ဒီအသေးစိတ်ချက်လက်တွေကိုကျွန်တော်ရဲ့ဒီ Facebook page မှာတင်ပေးထားမယ်အဲ့ဒီ Facebook page မှာတင်ပေးထားတဲ့ link ကို ready description မှာထည့်ပေးထားမယ်ပေါ့နော်အဲ့တော့ကိုရင်းနဲ့ editor radio သူသူတွေအောက်ချုပ်တဲ့လက်ရှိမှာသူ business တွေကျင်းဆောင်နေဆိုတော့သိကျင်နေဆိုရင် video တပ်ပြီးတော့ check in လုပ်ပေးပါ okay အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာတွေ့ကြမှာဗျအာဒီ video လေးကိုကြိုက်တဲ့ဆိုရင် like video ni bebas, share dan lo bebas. Okay, terus nampi semua dengan video macam ni. Alhamdulillah, terima kasih. Bye.